ဒီကရအိုးဟာနာကျင်မှုတွေကနေပတ်စံတွေပြောင်းပေးတယ်။ဂျွန်နဲ့အဲလစ်တို့ဟာတော်တော်လေးကိုပိုင်ပြတ်နေတဲ့အတွဲပါ။ဘဝတွေဟာတော်တော်လေးကိုစိုးနေခဲ့ပြီးတော့မိဖို့ကြောင့်မလဲစံတောင်မရှိတော့သလိုအိမ်လာကားကလည်း6လလောက်ပေးဖို့ကြော်နေခဲ့ပါပြီ။ဂျွန်ဟာအမှန်တကယ်တော့ marketing ကုမ္ပဏီတစ်ခုမှာအလုပ်ရှိပေမဲ့လည်းပေါ့ပေါ့ပြက်ပြက်နေတတ်ပြီးတော့လူရေကန်ရေးတည်မကောင်းတဲ့အတွက်လာစာဟာလည်းဘာမှများများဆဆမရပါဘူး။အစိုးဆုံးကတော့သူ့ရဲ့ရောင်းအားတွေတိုးမလာခဲ့ရင်အလုပ်ဖြုတ်ပြစ်မယ်လို့အမြဲကင်ပေါက်နေခဲ့တာပါ။ တပတ်မှာတော့အဲလစ်စာအင်တာဗျူးတွေဝင်ရပေမဲ့လည်းဘွဲရအတွေ့အကြုံနှစ်30လောက်ကိုခေါ်တာမို့လို့အမြင်ကြီးခံနေရပါတယ်။အိမ်မာနေတော့လေအိမ်မရှင် စားပဲလေးအာနီဟာပုံမှန်လိုအိမ်လာကလာလာ တောင်းပြီးတော့စိတ်ဒုက္ခတွေပေးလိရှိပါတယ်။ခင်မွန်းတဲ့ကိုလည်းထင်သေးမြင်သေးမျိုးလုံးတွေနဲ့လာတိုင်းဆက်ဆံတတ်ပါသေးတယ်။ပြညမှာတော့အဲလစ်နဲ့ဂျုံတို့ဟာအလန်းစားပါတီတစ်ခုကိုဝါဒီကိုဝဲရမယ်မှန်းမသိဘဲနဲ့ရောက်လာခဲ့ပါတယ်။အကုန်လုံးကလမ်းစားတွေဝတ်ထားပြီးတော့သူတို့ကတော့အိမ်တိုင်းဝတ်စားတွေနဲ့ပါ ပါတီကတော့သူတို့ရဲ့ကောလိပ်တငယ်ချင်းပီတန်ရဲ့ပါတီပါအခြားအတန်းပေါ်တွေလိုဘောစီဖြစ်နေတာကြောင့်ဂျွန်တို့လည်းစိတ်အားငယ်သွားရပါတယ်ဒါမဲ့ပိုင်ပြနေတာကြာပြီမို့ရှက်ကီဖရီကုန်းစင်းဖို့ပဲလှုပ်လိုက်ကြပါလို့ရေနောက်တစ်နေ့မှာတော့အလကားရတာမို့နင်းကန်တောက်ထားတဲ့ဂျွန်ဟာရှက်ကီနာကြပါလို့ရေအဲလစ်လည်းတမယာရေလေးရှိမလားဆိုပြီးတော့ရေခဲတက်တာကိုဖွင့်လိုက်တာမှရေဝူးတော်မရှိပါဘူးဒါကြောင့်သူတို့လည်းရှိတဲ့ပတ်စံလေးနဲ့ဈေးဆိုင်သွားဖို့လှုပ်လိုက်ကြပါတယ်လမ်းမှာကားတိုင်းမိကြပြီးတော့ကံကောင်းလို့ဘာမှတော့တိတ်မဖြစ်ပါဘူး ခဏကြာမှတော့ဂျွန်ဟာရဲသားကြီးတွေနဲ့စကားပြောနေတုန်းမှာအဲလစ်စာမိုက်ပုံးတဲကနေခရီးအုပ်တအုပ်ကိုယူနေတဲ့အဖွားအိုတယောက်ကိုတွေးလိုက်ရပါတော့တယ်။အနားမှာလည်းအဟောင်းဆိုင်လေးတစ်ခုကိုလည်းတွေးလိုက်ပါတယ်။အဲလစ်လည်းလမ်းကိုအလင်းစလိုကူးသွားလိုက်ပြီးတော့ဆိုင်ထဲကိုဝင်သွားလိုက်ပါတယ်။ဆိုင်ထဲရောက်တဲ့အခါမှာတော့ဒီမျိုးသမီးကြီးနဲ့စကားပြောနေခဲ့ပြီးတော့ရှီအောင်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုလိုက်ပြီးတော့ဆက်စုနေခဲ့ပါတယ်။ဒါမဲ့ဒီချိန်မှာပဲမျိုးသမီးစီကိုဖုန်းဝင်လာတဲ့အချိန်မှာအဲလစ်စာဒီကရအိုးကိုခိုးပြီးတော့ထွက်ပြေးပါတော့တယ်။ ဂျွန်လည်းသူ့ရဲ့မိမဟာပထမဆုံးလက်ဆော့တာကိုမြင်လိုက်ရလို့အံ့ဩနေခဲ့ပြီးတော့အဲလစ်ကတော့ခဏငားထားတာပါလို့ပြန်ပြောနေခဲ့ပါတယ်။နောက်တနေ့မှာတော့ဂျွန်ကအလုပ်သွားနေတော့အဲလစ်ဟာသပင်ကောက်နေခဲ့ပါတယ်။ပုံပြောနေတာကိုစိတ်ရောက်သွားတာမို့မတော်တဆကောင်းပူသွားရပါတယ်။ဒီချိန်မှာခရီးဦးဟာလှုပ်သွားခဲ့ပြီးတော့အဲလစ်လည်းအဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပတ်စံတချို့ကိုတွေ့လိုက်ရပါတော့တယ်။အောဘကံမောစာတွေဖြစ်ကုန်သွားရပြီးတော့ပတ်စံတွေဘလိုမျိုးရောက်လာလဲသိရအောင်လို့နောက်ထပ်ကိုကောင်းကိုအပူခံလိုက်ပါတယ် ။သူမထင်သားသလိုပါပဲခရီးအိုတွေကနေပတ်စံတွေအန်ထွက်လာပါတော့တယ်။လက်တွေ့မြင်လိုက်ရတာကြောင့်အဲလစ်လည်းသူမကိုသူမနီးမျိုးစုံနဲ့နာကျင်အောင်လုပ်ပါတော့တယ်။ပိုပြီးတော့နာလို့အော်လေလေခရီးအိုတွေကပတ်စံတွေဟာပိုပြီးတော့အန်ထွက်လာလေလေပါပဲ။ဒီချိန်မှာပဲဂျွန်ဒီယောက်အယောင်တက်ခဲ့မပြည့်တာကြောင့်အလုတ်ဖြုတ်ခံလိုက်ရပါပြီ။စိတ်ပြည့်ပြည့်နဲ့အိမ်ပြန်လာခဲ့ပြီးတော့မိလဲနေတဲ့မိန်းမကိုတွေ့လိုက်ရတဲ့အခါမှာတော့လန့်သွားပါတော့တယ်။လလနဲ့ကူပါအောင်လို့လုံးနေတော့မှပဲအဲလစ်စာရုတ်တရက်ပြန်ထလာပြီးတော့အိုကေမှာဆိုပြီးကြောင်းပြောနေခဲ့ပါတယ် ီနောက်မှာတော့ဂျွန်ဟာအလုပ်ပြုတ်လာကြောင်းဝန်ခံလိုက်ပါတော့တယ်။ Alice လည်းပါးကိုအားနဲ့ရိုက်ချလိုက်ပါတယ်။ဦးကြောင်ကြောင်နဲ့ဘာဖြစ်သွားမလဲမသိလိုက်ပေမဲ့လည်း Alice ကဘုရားဦးရဲကပတ်စံတွေကိုပြလိုက်တဲ့အခါမှာတော့ဂျွန်လည်းပူကြောင်သွားခဲ့ရပါတယ်။သူတို့နှစ်ယောက်ကဘယ်သူပဲဖြစ်ဖြစ်အသားနာခဲ့ရင်ဒီထူးဆန်းတဲ့ရှေးအောင်ပစ္စည်းကြီးဟာပတ်စံတွေအန်ထုတ်ပေးနေခဲ့တာပါ။ဒါကိုအဲလစ်ကရှင်းပြပေမဲ့လည်းဂျွန်ကတော့မယုံပါဘူး။ဒါကိုသက်သေပြဖို့အတွက်အဲလစ်လည်းလင်းတော်မောင်ကိုခပ်ပြင်းပြင်းလေးကန်ထုတ်လိုက်တဲ့အခါမှာတော့ခရီးအိုးတွေကပုံများတဲ့ငွေတွေအန်ထွက်လာပါတော့တယ်။ ။နောက်ဆုံးမှာတော့ဂျွန်လဲယုံသွားခဲ့ပြီးတော့တညာလုံးတယောက်ကိုတယောက်နာကျင်အောင်တုံရင်နဲ့ဖြတ်တန်းခဲ့ကြပါတယ်။အချိန်တော်တန်တော့နှစ်ယောက်လုံးပင်ပန်းလာခဲ့ကြပြီးတော့ဂျွန်လဲဒီကရားအိုးနဲ့ပတ်သက်လို့တန်တရားဝင်လာခဲ့ပါတယ်။ဒီလိုလုံးနေတာဟာသူတို့နှစ်ယောက်ရဲ့အိမ်တော်ရေးမှာအကြောင်းကြီးတစ်ခုဖြစ်လာနိုင်တယ်လို့ယုံကြည်နေခဲ့ပါတယ်။အဲလစ်ကတော့ဒေါ်လာတသန်းလောက်ရရင်ခရီးအိုးကိုလွတ်ပြစ်မယ်လို့ပြန်ပြောခဲ့ပေမဲ့လည်းဂျွန်ကတော့သိပ်မယုံပါဘူး။နောက်တနေ့မှာတော့ဂျွန်အဆိုင်ကိုပြန်သွားကြည့်တဲ့အခါမှာဆိုင်မှာဘသူမှမတွေ့တာကြောင့်ရှီအောင်လီလန်ပြပွဲမှာသွားရောက်မှုလုပ်ခဲ့ပါရယ်။ ဒေါ်လာ9000လောက်သာရမယ်ဆိုတော့ဂျွန်လည်းမယောင်းဘဲနဲ့ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ခရီးအုပ်ကိုရောင်းချနေတဲ့ပြာဝဲကိုလင်ဆိုတဲ့လူကတွေ့သွားပြီးတော့ဂျွန်ကိုတွေ့ရဖို့လုပ်ပါတော့တယ်။ဒီနောက်မှာတော့လင်မယားနှစ်ယောက်ကလောဘကြီးတဲ့လောရက်တွေဆက်လုပ်နေခဲ့ကြပါတယ်။အမွေးနှုတ်တာထုံစည်းမပါပဲသွားနှုတ်တာစားတဲ့အသားနာစီမဲ့အရာတွေပြင်အမျိုးပြုတ်စီမဲ့ကျိုးတုပ်အကွက်တွေပါတုံးခဲ့ကြပါတော့တယ်။အချိန်တို့အတွင်းမှာပဲခရီးအုပ်ကနေငွေတွေတိုးလာတာမျိုးပေါ်စီဖြစ်လာကြပါပြီ။အကုန်ကလည်းမပေးချင်တာကြောင့်ပတ်စံတွေကိုပိုတိုင်းထဲမှာဝတ်ထားခဲ့ကြပါတယ်။ နောက်ရကြတော့အိနီးချင်းတွေကအဲလစ်တိုစီကိုညစာလာစားကြပါတယ်အဲလစ်တိုကသားသမီးမရှိအလုံးမရှိမှုလောင်ပြောင်ရေမောနေခဲ့ကြပါတယ်ဒါမဲ့အိနဲ့မှာဈေးကြီးပစ္စည်းတွေကိုတရီထားမိကြပြီးတော့ဂျွန်ကိုဘာလုပ်တာလဲလို့မေးတဲ့အခါမှာတော့ဂျွန်ကအိပွဲစားလုပ်တာလို့ရဲကျဲကျဲနဲ့ပြန်ပြောလိုက်ပါတယ်ဒီနောက်မှာတော့ဂျွန်တို့လမယာလဲအကျွေးတွေကင်းသွားလို့ပြောနေကြပါပြီခရယောကနေတားတိုးလာတဲ့ငွေတွေကြောင့်ခါကျွအောင်ရှာစရာမလိုဘဲနဲ့ဘဝပြောင်းလဲသွားတာကိုမြုံကြည်နိုင်ဖြစ်နေကြပါတယ် ပျော်လွန်းလို့အောင်ပွဲတွေခံနေကြတော့မှပဲရုပ်တရက်အိမ်ရှိမှာတကားခုတ်တံကိုကြားလိုက်ရပါတယ်ဂျွန်လဲသွားကြည့်တဲ့အခါမှာတော့ဂျူးညီကိုနှစ်ယောက်ဟာအိမ်ထဲကိုအတင်းဝင်လာပြီးတော့ဂျွန်ကိုဆော်ပလော်တီးပါတော့တယ်သူတို့ဟာသူတို့ရဲ့ဘွားပိုင်တဲ့ခရီးအုပ်ကိုလာရှာကြတာပါတနားကြောက်ကောင်းတဲ့ဒီမိမကြီးဟာဒီခရီးအုပ်ကြီးကိုကာကွယ်ဆောင်ရှောက်နေခဲ့တာဘိုးတော်ဘုရားလက်ထက်ကလေးကဖြစ်ပြီးတော့အခုခံလိုက်ရပြီးတဲ့နောက်မှာတော့စိတ်ဝင်စားဖြစ်ခဲ့ရပြီးတော့နှလုံးရောဂါနဲ့တိမ်မာသွားခဲ့ရတာပဲဖြစ်ပါတယ်အခုဒီညီကိုနှစ်ယောက်ဟာဆိုရင်လည်းခရီးအုပ်ကိုပြန်လာယူကြတာပါ ဒါမဲ့အဲလစ်စာလီလံပွဲမှာရောင်းစားလိုက်ပြီးပြီးတော့ရတဲ့ငွေတွေတောင်ပြောင်းတော့မေးလို့ဒိန်လိုက်ပါတယ်။ဒီကိုနှစ်ယောက်လည်းဒါကိုကြားလိုက်ရတဲ့အခါမှာတော့ကျန်တဲ့ငွေတွေပေးဆိုပြီးတော့စိတ်တူတူနဲ့တောင်းပါတော့တယ်။အဲလစ်လည်းဂျွန်ရိုက်ခံရတော့ငါရထားတဲ့ပတ်စံတွေကိုခိုးချောင်ခိုးဝဲနဲ့နှိုက်ထုတ်လိုက်ပါတယ်။ဒီနောက်မှာတော့ညီကိုနှစ်ယောက်ကိုပေးလိုက်တဲ့အခါမှာနောက်ဆုံးမှာတော့ထွက်သွားခဲ့ကြပါတယ်။ဒေမလိုဖြစ်ခဲ့တာကြောင့်ဂျွန်နဲ့အဲလစ်တို့လည်းခရီးအိုးအကြောင်းကို ပို့ပြီးတော့တိလောင်လို့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စာကြည့်တဲ့ဟောင်းတစ်ခုကိုရောက်တဲ့အခါမှာခရီးအိုးနဲ့ပတ်သက်တဲ့အစာအုပ်တအုပ်ကိုတွေးခဲ့ပါတယ်။ ။အဲလစာတယောက်တည်းဒီစာအုပ်ကိုဖန်တီးခဲ့ပြီးတော့ကြောက်စရာကောင်းတဲ့အချက်တစ်ချက်ကိုရေးထားတဲ့စာမျက်နှာကိုလည်းတွေ့ခဲ့ရပါတယ်။ဒါကြောင့်ကျွန်မတိအောင်ဖြည့်ပြစ်လိုက်ပါရယ်။စာအုပ်ရဲ့ကျန်တဲ့စာမျက်နှာတွေကနေဒီကရအိုးဟာခရစ်တော်လက်ထက်ကလေးကဖြစ်ပြီးတော့စမ်းကြဲတဲ့စွမ်းဟင်တွေပြင်စိုးရတဲ့ဂျင်စာတွေလည်းရှိနေတာပါ။ကျွန်ကဘလူးဂျင်စာတွေဆိုတာစိတ်ပူလာပြီးရှာကြည့်ခဲ့ပေမဲ့လည်းအဲလစ်ကဖြည့်လိုက်ပြီးမှမတွေ့ရတော့ပါဘူး။ရက်တွေကြာလာတဲ့အခါမှာတော့သူတို့ဟာကားလန်းစားနဲ့ဘောကြီးရက်ွက်ထဲမှာအင်ကြီးတစ်လုံးကိုဝဲလိုက်ပြီးကျွန်ဟာကိုပိုင်ဘီးတစ်စိတ်ကိုတော့ထောင်လိုက်ပါပြီ။ ဒီနောက်မှာတော့အင်တကြီးမှာပါတီကြီးကျင်းပခဲ့ပြီးတော့ဘောစီတငယ်ချင်းတွေအားလုံးကိုဖိတ်လိုက်ပါတော့တယ်ဒီလိုနဲ့ပါတီကျင်းပနေတော့မှာပဲဒေါက်တာလင်ဟာရုတ်တရက်အင်ရှိကိုရောက်လာပြီးဂျွန်နဲ့အဲလစ်တို့ကိုရေဝဲနဲ့နီးနေပြီလို့လာပြောနေခဲ့ပါတယ်သူဟာရှီအောင်မော်ပစ္စည်းတွေကိုကင်တွယ်ဖြည့်ရှင်းနေတဲ့အခွဲကဖြစ်ပြီးတော့ဒီကရအိုးကိုဝယ်ခြင်းကြောင့်ပြောခဲ့ပါတယ်ဂျွန်ဟာရောင်းဖို့စိတ်ပါနေခဲ့ပေမဲ့လည်းသူ့ရဲ့လောဘကြီးတဲ့မိန်းမကတော့လင်းကိုမောင်းထုတ်ခဲ့ပါတယ်ရောက်တဲ့အခါမှာတော့ကျွန်တော်လင်မယားနှစ်ယောက်ဟာဝေးတွေထွက်လာအောင်လို့ခရီးအုပ်ကိုပိုက်ပြီးတော့တယောက်ကိုတယောက်ထူရိုက်နေပါတော့တယ် အာနီယာဒါကိုတွေ့သွားပြီးတော့ဂရာအိုအကြောင်းကိုတီးသွားပါတယ်။ဒါကြောင့်အိမ်ထဲကိုဝင်လာပြီးတော့ဂရာအိုကိုခိုးပြီးတော့ထွက်သွားပါတော့တယ်။ဂျွန်လဲနောက်ကလိုက်တဲ့အခါမှာတော့အိုးအော်တောင်းနေနေပြစ်ကုန်ပါတော့တယ်။ဒီလိုနဲ့ပဲဂရာအိုကြီးကကားချိတ်ခံလိုက်ရပါတယ်။ဒါမဲ့လည်းအားလုံးအားအသင့်စရာကောင်းလောက်အောင်ပဲဂရာအိုကြီးကအစင်းရအောင်မတင်ခဲ့ပါဘူး။ဒီတော့မှလင်မယားလည်းသူတို့ဟာတဘာဝလုံးအရာတစ်ခုနဲ့အကြုံနေရကြောင်းသဘောပေါက်လိုက်ပါတော့တယ်။ဒါကြောင့်နောက်တနေ့မနက်မှာတော့ဒေါက်တာလင်ကိုကိုကြီးတောင်းဖို့တိုက်ရှာပါတော့တယ်။ သူကလည်းခရီးအိုးကိုပိုင်တဲ့လူတွေကအများအားမကောင်းတာတခုခုနဲ့ကြုံရပြီးတော့အရင်ပိုင်ရှင်တွေဆိုရင်လည်းထူးထူးဆန်းဆန်းဖြစ်ပေါ်ပဲဆုံးမသွားခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီခရီးအိုးကသူတို့ကိုပိုင်ထားတဲ့သူတွေကိုရမက်လောဘတွေတက်အောင်တွန်းပို့တတ်ပါတယ်။ဒါကြောင့်ဒေါက်တာလင်ဟာချိန်မီကယ်တင်နိုင်အောင်လို့ဒီခရီးအိုးကြီးကိုသူ့လက်ထက်အပ်ဖို့ပြောလိုက်ပါတယ်။ဒါမဲ့ဒီချိန်မှာလည်းဂျွန်တို့ကညင်းလိုက်ပြီးတော့ပြန်ထွက်လာလိုက်ကြပါတယ်။ရောက်တဲ့အခါမှာတော့အဲလက်စီယာရုတ်တရက်နိုးလာပြီးတော့အိမ်ထဲမှာတယောက်ယောက်ရောက်နေမှန်းသိလိုက်ပါတယ်။ ဂျုံကိုတို့လိုက်ပြီးတော့အောက်ကိုဆင်းကြည့်လိုက်တဲ့အခါမှာတော့ဂျူးညီကိုဟာသူတို့ရဲ့ပတ်စံတွေကိုယူနေတာတွေ့လိုက်ရပါတယ်။ကြောက်လန့်နေတဲ့ဂျုံတို့လည်းခရီးအုပ်ကိုပြန်ပေးမယ်လို့ပြောခဲ့ပေမဲ့ညီကိုနှစ်ယောက်ကတော့ငြင်းခဲ့ပါတယ်။သူတို့ဟာနာကျင်ခံစားရတာတွေကိုပဲယူလာပေးနိုင်တဲ့ဒီခရီးအုပ်ကြီးကိုဘယ်တော့မှလိုချင်ခဲ့တာမဟုတ်ပါဘူး။ဝင်ရဖို့ပဲလာလာလို့ပြောပြီးတော့ထွက်သွားခဲ့ကြပါတယ်။နောက်တနေ့မှာတော့ဂျုံနဲ့အဲလစ်တို့ဟာမွဲပြီးတော့နိုးလာကြပါတယ်။ပြီးတော့ဆိုရကတော့ခရယာဟုတ်ကနေနာကျင်မှုတေးသေးလေးတွေအတွက်ဆိုရင်တော့ပတ်စံတွေကအမထွက်လာတော့ပါဘူး အခုဆိုရင်ပိုပြီးနာကျင်တာတွေကိုလိုချင်နေခဲ့ပါပြီ။စစ်ပစ်ပစ်နဲ့လက်များနှစ်ယောက်လည်းဘုံဆိုင်ထဲကိုတွားခဲ့ပြီးတော့ဂျွန်လည်းရွေကျဲရှိရှိနဲ့ဇိုးတယောက်ကိုစိတ်ဆိုးအောင်လှုပ်လိုက်ပါတယ်။တွားကြော်ဒီကန်ခဲ့ရပေမဲ့ခရယောက်ကနေငွေတွေအန်ထွက်လာတာကြောင့်အဲလစ်လည်းပျော်သွားပါတော့တယ်။တနေ့အဲလစ်ဟာပန်းချန်နေမှာထိုင်နေတော့စကိတ်သမားတယောက်ဟာဘေးမှာချော်လဲသွားလို့နာသွားတဲ့အခါမှာခရယောက်ရဲ့ကငွေတွေထွက်လာခဲ့ပါတယ်။ဒါကြောင့်အဲလစ်လည်းသူတို့ကိုယ်တိုင်မနာကျင်ဘဲနဲ့ငွေရနိုင်တဲ့နီးကိုတွေ့သွားခဲ့ပါတယ်။ ဂျုံကိုပြောပြလိုက်ပြီးတော့နှစ်ယောက်သားကလည်းလက်ဝိတ်ပွဲတွေကလေးမွေးတဲ့တာပွားမီးရဲ့ဌာနစတဲ့နေရာတွေကိုသွားခဲ့ကြပါတယ်။ဒီလိုလောက်တာတွေကလင်မယားနှစ်ယောက်ရဲ့လောဘစိတ်တွေကိုပိုပြီးဆိုးလာစေပြီးတော့အထူးသဖြင့်အဲလစ်စာပိုပြီးတော့ငွေကိုစားလောင်လာခဲ့ပါတော့တယ်။ဒီနေ့အိမ်မြလန်းမှာတော့အဲလစ်စာငွေတွေအများကြီးရအောင်လို့ဒုတိယကိုကားနဲ့တိုက်ဖို့လုပ်ပါတော့တယ်။ဂျုံကဇာရင်ကိုချိန်ပြီးလမ်းဆွဲလိုက်လို့ဒါမတိုက်မိခဲ့တာပါ။ဂျုံလည်းမိမဖြစ်သူကိုစူပူချိန်မောင်းတဲ့အခါမှာတော့မိမကလည်းပြန်ပြီးတော့ချိန်ဆဲပါတော့တယ်။ ခရယဥဟာခန္ဓာကိုယ်နာကျင်ယုံနာမကစိတ်ထဲမှာနာကျင်ရရင်တော့ပတ်စံတွေအံထုတ်ပေးမှန်သိလိုက်ရပါတယ်။ဒါကြောင့်အသားနာမခံတော့ဘဲနဲ့စိတ်နာအောင်ပဲလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်မနေ့မှာတော့လင်မယားနှစ်ယောက်တယောက်ကိုတယောက်အသေးခွဲဖို့စတင်လိုက်ကြပါတယ်။ပထမတော့သူတို့နှစ်ယောက်ရဲ့တယောက်ပေါ်တယောက်ကိုးစားထားတာတွေကိုခွင့်ရလိုက်ပါတယ်။အဲလစ်လည်းအာနီနဲ့ယာရူတို့ဖြည့်ဖို့ကြောင်းပြောလိုက်တဲ့အခါမှာဂျွန်လဲတော့ကန်သွားပြီးတော့လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။အာနီရဲ့အိမ်ကိုသွားလိုက်ပြီးတော့အာနီရဲ့မိမကိုပြန်ပြီးတော့ချိန်ဆလိုက်တာပါ။ခရယဥတွေကပတ်စံတွေထပ်ပြီးအံထွက်လာတာမို့ တခြားသူတွေရဲ့ခံစားချက်တွေကြောင့်ပတ်စံရှာလို့ရမယ်သိသွားပါတယ်။ဒါကိုသိပြီးတဲ့နောက်မှာတော့သူတို့ရဲ့တငယ်ချင်းတွေနဲ့အမျိုးတွေရဲ့လေးဝက်ချက်တွေကိုဖော်ထုတ်ပြီးတော့စိတ်ဆင်းရဲအောင်လုပ်လိုက်ကြပါတယ်။ဒီနေ့မှာတော့အဲလစ်ဇာပို့ပြီးမတူတဲ့အရာတစ်ခုကို လုပ်ဖို့ပြောခဲ့ပါတယ်။ပတ်စံတွေရအောင်ညငယ်မှလေးဒါမှမဟုတ်စေတမားတယောက်ကိုအပြက်ကင်လိုက်ဖို့စီစဉ်ခဲ့ပါတယ်။ဂျွန်လည်းညင်းဖို့လုပ်ပေမဲ့လည်းဒီလိုရီယာမကောင်းတာလုပ်တဲ့သူတွေမျိုးမရှင်းတဲ့အင်းတော်ဘူးလို့ဂျွန်ကိုနားချခဲ့ပါတယ်။အဲ့တော့မှာတော့နှစ်ယောက်သားကျင်းတူးနေခဲ့ကြပါတယ်။ကျွန်တော်ရုတ်တရက်စိတ်ပြောင်းသွားခဲ့ပြီးတော့မိမဖြစ်သူကိုတားပါတော့တယ်။ ခရီးအိုးတွေကမကောင်းဆိုးဝါးကြီးဟာအဲလစ်ကိုဝါမျိုးနေပြီလို့တတိပေးခဲ့ပါသေးတယ်။အဲလစ်ကတော့ဘလို့ပြောပြောမရတော့ဘဲနဲ့ဂျွန်မကူလည်းတယောက်တည်းမကောင်းမှုတွေလုပ်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျွန်လည်းမိမဖြစ်သူကိုလန်သွားခဲ့ပြီးတော့ဒေါက်တာလင်စီကိုသွားအကူအညီတောင်းပါတော့တယ်။အလားကောင်းဝင်မဲ့အခါနောက်သွားခဲ့ပြီးမှဒီခရီးအိုးဟာအဲလစ်ကိုဝါမျိုးထားလိုက်ပါပြီ။အဲလစ်ကိုယ်တိုင်လိုလိုချင်ချင်နဲ့ဒီခရီးအိုးကိုသူ့လက်အမှတ်သာဒီလိုမကောင်းမှုတွေကိုရပ်တန့်နိုင်မှာလို့ဒေါက်တာလင်ကပြောခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Alice တောက်ရေယိုကန်းထဲကထွက်လာတဲ့ခါမှာတော့ brain box မှာထိုင်နေတဲ့ဂျွန်ကိုတွေ့ပါတော့တယ်။ Alice ဖျက်ပြခဲ့တဲ့စာအုပ်ထဲကစာရွက်လေးကိုကင်ပြီးဖြစ်လာနိုင်တဲ့အကျဉ်းစာတွေကိုပြောနေခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဂျွန်ဟာခရီးအုပ်နဲ့ကိုကိုဘေးအားယူမလဲလို့မေးလိုက်ပါတယ်။ဘာမှပြန်မပြေတဲ့ခါမှာတော့ဂျွန်လည်း brain box ကခုန်ချလိုက်ပါတယ်။ Alice လည်းကြောက်လန့်သွားခဲ့ပြီးလင်တော်မကိုပြေးတူပါတော့တယ်။ကံကောင်းလို့ဘာမှတော့မဖြစ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ Alice လည်းသူ့ကိုယ်သူမာမန်တည်သွားခဲ့ပါပြီ။ ပစံတွေရှိလဲဂျုံမရှိရင်သူမရဲ့ဘဝကြီးဟာအိဗယ်မဲ့နေမှာလို့ပြောရင်းနဲ့ခရီးအုပ်ကို ပြန်ပြေးဖို့အဆုံးပြလိုက်ပါတယ်။ဒါမဲ့ညာရောက်တဲ့အခါမှာတော့အာနီယာအိမ်ကိုထတ်ခိုးဝင်လာပြီးတော့ခရီးအုပ်ကိုခိုးပြေးသွားခဲ့ပြန်ပါတယ်။လူများနှစ်ယောက်ကလည်းလာလာခိုးနေကြမှုအာနီလက်ချက်ဆိုတာကို တန်းတီးသွားပါတယ်။အာနီရဲ့နေရာကိုလိုက်သွားကြည့်လိုက်တဲ့အခါမှာတော့တိုင်လုံးရှုပ်ပွားနေခဲ့ပါတော့တယ်။ဒါပြင်အာနီတို့လက်များကိုလည်းဒဏ်ရာကိုစီနဲ့ပြစ်နေတာတွေ့လိုက်ရပါတယ်။ကျွန်တော်လက်များဖြစ်ခဲ့ကြတဲ့အတိုင်းပါပဲ။ ဒီချိန်မှာပဲဂျူးညီကိုနှစ်ယောက်ကလည်းရောက်လာပြီးတော့ပြစ်ချခတ်ကြနဲ့ရှုပ်ရှက်ခတ်သွားခဲ့ကြပါတယ်။အာနီရောလင်မယာရောဂျူးညီကိုရောရောသူစိမ့်နဲ့သူရေဝေးရောက်သွားခဲ့ကြပြီးတော့ဂျုံတို့ကတော့ကံကောင်းလို့ဘာမှမဖြစ်ခဲ့ကြပါဘူး။ခရယိုးနဲ့လေးကောင်မှောက်လို့ထွက်လာတဲ့ပိုက်ပိုက်တွေကိုတဲလာပြီးတော့ဝေးရကိုပြေးလာခဲ့ကြပါတယ်။ခဏကြာမှာတော့ခရယိုးကိုဒေါက်တာလင်ကိုပေးလိုက်တာကြောင့်သူတို့ရဲ့ချိန်စာစိုးကြီးကလည်းလွန်မြောက်သွားခဲ့ပါပြီ။ဒီလိုနဲ့ဒေါက်တာလင်လည်းဒီခရယိုးကိုဘယ်သူမှမမြင်နိုင်တဲ့နေရာမှာလွှတ်ပစ်လိုက်ရင်းနဲ့ဇလန်လီလည်းပြေးဆုံးသွားခဲ့ပါတယ်။ ပေးခြင်းတဲ့ message လေးကတော့တကူးခုကိုလိုချင်တကူးခုတော့ပြန်ပြီးပေးဆက်ရမယ်ဆိုတာပါပဲ။ဇုံဒီနားစင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။